နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်တရေအကြောင်းအရာလေးကတော့ခစ်တစ်မီဒီယာဝက်ဘ်ဆိုက်မှာရခိုင်ပြည်တွင်စစ်တပ်နှင့်ဆက်နွယ်သောစီးပွားရေးသမားများ၏ဟိုတယ်၊မိုတယ်လုပ်ငန်းနှင့်ပိုင်ဆိုင်မှုများကိုအေအေကရှိတ်ပိတ်တဲ့ဆိုတဲ့တရေအကြောင်းအရာလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်အရာခတ်တတော်အေအေတင်ပိုက်ထားသည့်မြို့နယ်များအတွင်ရှိစစ်တပ်နှင့်ဆက်နွယ်နေသောဟိုတယ်များ၊မိုတယ်များ နေအိမ်များနဲ့စစ်တပ်ဘက်တော်သားစစ်ပွားရေးတမားများ၏နေအိမ်များနဲ့ပိုင်ဆိုင်မှုများအလုံးကိုအေအေကရှိတ်ပိတ်လိုက်ပြီးဖြစ်ကြောင်းသိရှိရသည်။ရခိုင်ပြည်ကစစ်ပွားရေးလုပ်ငန်းရှင်ဦးကျောက်တောင်အပါအဝင်အာနာသိန်းစစ်ကောင်စီနှင့်ကုလူဆက်သွယ်ပေါင်းတင်နေသောရခိုင်စစ်ပွားရေးလုပ်ငန်းရှင်များကိုအေအေကအေးအေးယူဆောင်ရွက်နေခြင်းဖြစ်ပြီးဦးကျောက်တောင်ကိုယ်တိုင်ကလည်း၎င်း၏ပိုင်ဆိုင်မှုများတိတ်ဆဲခံထားရကြောင်းအေယဝတီသတင်းဌာနနှင့်အင်တာဗျူးတွင်ဝန်ခံထားသည် ဦးကျောက်တောင်၏အဆိုအရတောင်ကုန်းမြို့တွင် AA ကရှိတ်ပိတ်လိုက်သောပိုင်ဆိုင်မှုတန်ဖိုးမှာအမေရိကန်ဒေါ်လာ၅သန်းမှဒေါ်လာ၆သန်းဝန်းကျင်ရှိပြီးစက်ယန်တရားများဆက်လက်ရှိစေနေအိမ်များမြေကွက်များနှင့်ထာဝရအောင်မြင်အင်အားစီမံကိန်းပါဝင်ကြောင်းသိရှိရသည်။ AA ကတည်ယူထားသောတန်တွဲမျိုးရှိဟိုတယ်များနှင့်စီမံကိန်းများဆုံးရှုံးမှုမှာခရိုနီလုပ်ငန်းရှင်များနှင့်စစ်ကောင်စီအတွက်အထီးအနားဆုံးဖြစ်ကြောင်း အထူးသဖြင့်မြမခီးသွွားလုပ်ငန်းအတွက်ဆုံးရှုံးမှုကြီးကြောင်းမြမနိုင်ငံခီးသွွားလုပ်ငန်းအဖွဲ့ချုပ်မှအမှုဆောင်ဟိုတယ်လုပ်ငန်းရှင်တဦးကဆိုသည်ငပလီကန်းချေကိုဆုံးရှုံးရတာကတော့ဒီဟိုတယ်ပိုင်ရှင်တွေရောခီးသွွားလုပ်ငန်းတွေအတွက်ရောကအထူးအနာဆုံးပဲမြမပြည်ရဲ့အလားဆုံးကန်းချေနဲ့ဟိုတယ်အကောင်းဆုံးတွေကငပလီမှာဟုမြမနိုင်ငံခီးသွွားလုပ်ငန်းအဖွဲ့ချုပ်မှအမှုဆောင်ဟိုတယ်လုပ်ငန်းရှင်ကဆိုသည် ရခိုင်ပြည်တန်တွဲမြို့နယ်မှာရှိသည့်ကဘာကျော်ငပလီကန်းကျေးမှာကျဲသုံးပွင့်မှကျဲငါးပွင့်အဆင့်ရှိဟိုတယ်65လုံးရှိပြီးတန်တွဲမြို့ကိုအေအေကတင်ပိုက်လိုက်သည့်2024ဇူလိုင်လအတွင်းဟိုတယ်များအလုံးမှာအေအေလက်အောက်သို့ကျရောက်ခဲ့သည်ငွေကျပ်ဘီလီယံရှိတတ်မှုရှိသည့်ငပလီကန်းကျေးမှာကျဲငါးပွင့်အဆင့်ရှိဟိုတယ်ပိုင်ရှင်အများစုမှာစစ်အုပ်စုနှင့်နီးစပ်သူများဖြစ်ပြီးရုရှားကအကောင်အထည်ဖော်နေသောငပလီကန်းရှိရုရှားအပန်းဖြေအင်ယာစီမံကိန်းမှလည်းလက်လွတ်ဆုံးရှုံးသွားရပြီဖြစ်သည်။ ငပလီကန်းကျိတွေရုရှားအပန်းဖြစ်အရာစီမံကိန်းတစ်ခုလှုပ်ဆောင်ခဲ့ပြီးရုရှားမြန်မာချစ်ကြည်ရေးအသင်းနဲ့မြန်မာဘက်ကထွေးရှားငပလီဒေဗလော့မန့်ကုမ္ပဏီရှင်ပြောပြော Trading ကုမ္ပဏီတို့က2023ဖေဖော်ဝါရီလတွင်စာချုပ်ရှုပ်ခဲ့ကြသည်အဆိုပါစီမံကိန်းမှလည်းရပ်တန့်သွားပြီး AAE ထိရှုံမှုအောက်တွင်ရှိနေသည်ငပလီကန်းကျိမှအကြီးဆုံးဟိုတယ်ဖြစ်သောကျယ်ငါးပွင့်အဆင့်ရှိ Jasmine Apple Resort Hotel ကိုစစ်ကောင်းဆောင်မင်းအောင်လိုက်နဲ့နှိစက်သူဦးကောင်းဆန်ကပိုင်ဆိုင်ပြီးတထေးကြီးဦးအောင်ကိုဝင်ပိုင်ကမ္ဘောဇာအုပ်စုနှစ်လဲဆက်နွယ်နေကရင်းဟိုတယ်မှာလဲအေးအေးရှိတ်ပိတ်မှုခံထားရပေဖြစ်သည်စပယ်ပြူငပလီဟိုတယ်ဒီမင်းအောင်လိုက်နေစနီငပလီကန်းကျေတို့လာတိုင်းတဲခိုလေးရှိသည့်ဟိုတယ်ဖြစ်ပြီးဒေါအောင်ဆန်းစုကြည်နှင့်ထိုင်းပရင် တက်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကလည်းတဲခိုခဲ့ဘူးသည်ရင်းကျဲငါးပွင့်အစင်းရှိစပယ်ပြူငပလီဟိုတယ်မှာအခန်း62ခန်းရှိသည် မြန်မာပြည်ဤခရိုနီတထေးကြီးများဖြစ်ကြသည့်ဥတေစာဥရှိခိုင်ဥအောင်မျိုးမင်းတဲ AMATA ဟိုတယ်လုပ်ငန်းစုပိုင်ရှင်ဦးဝင်းအောင်ဦးမြဟန်တို့ဤဟိုတယ်များလဲငပလီကန်းကျေတွင်ရှိနေကြပြီးအားလုံးကိုအေးအေးကတိမ့်ပိုက်ရှိတ်ပိတ်ထားသည်ဥောက်မျိုးမင်းတင်သည်စစ်ကောင်းဆောင်မင်းအောင်လိုင်းနှင့်နီးကပ်သောခရိုနီတအူဖြစ်ပြီး၎င်းတွင်မြမပြည်အနှံ့ဟိုတယ်၁၂လုံးရှိကငပလီကန်းကျေတွင် အမေဇင်းဟိုတယ်ရှိသည်။ ဥအောင်မျိုးမင်းတင်သည်တန်တွဲဟိုတယ်ဆောင်ဥက္ကဋ္ဌလည်းဖြစ်သလိုမြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌလည်းဖြစ်သည်ရေးအပြေအငိမ့်စာအာနာရှင်ဟောင်းတန်ရွှေဤသားဥထုံးနိုင်ရွှေအငိမ့်စာဒုတိယဗိုလ်ချုပ်ကြီးမောင်အေးဤသမီးဒေါ်နနာဤတို့ကလည်းငပလီတွင်ဟိုတယ်များပိုင်ဆိုင်ထားသည်အငိမ့်စာဒုတိယဗိုလ်ချုပ်ကြီးမောင်အေးဤသမီးဒေါ်နနာအေးပိုင်သည့်ငပလီကန်းချိန်မှာဟိုတယ်မှာ Pristine Mame Resort Hotel ဖြစ်သည်။ ငပလီကဲကျိတွင်ကဘာကျော်ဟီတာဟိုတယ်လုပ်ငန်းစုနှင့်ပူးပေါင်းပြီး လေးစိတ်လန်းဈေးပြူကုန်ရက်ွက်တင်ဖွင့်လှစ်ခဲ့ကြသည့်ကျဲငါးပွင့်အစင်းရှိဟီတာငပလီဟိုတယ်လည်းရှိနေသည်ဟီတာငပလီဟိုတယ်ကို အေရင်အုပ်စုကုမ္ပဏီဥက္ကဋ္ဌနှင့်မြမရှိဆောင်ဘန်ပါရှင်ဦးရှိခိုင်ကပိုင်ဆိုင်သည်ငပလီဟိုတယ်အများစုမှာလင်းသာဈေးပြူကုန်ကျိတ်တော်စသည့်ရက်ွက်များနှင့်ငပလီကန်းကျိတစ်လျှောက်တွင်ဖွင့်ထားကြသည် လက်တလောတန်တွဲမြို့ငပလီကန်းကျေတွင်ရှိသည့်ဟိုတယ်65လုံးနှင့်အခန်းပေါင်း2000ကျော်ရှိကအရခတ်တတော်အေအေကရှိတ်ပိတ်ထားသည်ထို့ပြင်အရခတ်တတော်အေအေကရှိတ်ပိတ်ကတင်ဆက်ထားသောနေအိမ်များတွင်အိမ်အလုံး60ကျော်ပါဝင်ပြီးဘူဒီတောင်မောင်တော်မြောက်ဦးမင်းပြတောင်ကုတ်တန်တွဲကွာနှင့်မင်းပြမျိုးနယ်များမှဖြစ်သောဘူဒီတောင်မောင်တော်ဒေသတွင်မွတ်စလင်လက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်ဆက်နွယ်သူများ တော်လိုင်းရေးကိုနှောက်ယှက်ခဲ့သူများဤနေအိမ်များပါဝင်ကြောင်းသိရှိရသည်။နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးမယ့်ဆောင်းပါးလေးကတော့ BBC website မှာဘီလီယနာတထရီတွေရဲ့ငပလီတော့ကဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။တရားလာပါတဲ့ကဘာကျော်ငပလီကန်းကြီးဟာဟိုတယ်ဇုံကနေစစ်ဆုံဖြစ်သွားပါတယ်။ဒေသခံတွေဟာစစ်ရေးအတွက်စိတ်မအေးရသလိုငပလီအတွက်အဝေးကနေရက်တက်မအေးသူတွေလည်းရှိနေပါတယ်။ သူတို့ကမြန်မာနိုင်ငံရဲ့နာမည်ကျော်လုပ်ငန်းရှင်တွေဖြစ်ပါတယ်။ဘီလီယံနဲ့ရှိတဲ့ယင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ငပလီကဟိုတယ်တွေဟာအနားယူသွားတဲ့စစ်ကောင်းဆောင်တွေလက်ရှိစစ်ကောင်းဆောင်တွေနဲ့အကျိုးစီးပွားဆက်နွယ်နေတဲ့လုပ်ငန်းရှင်အများစုပိုင်ဆိုင်ကြတာဖြစ်ပါတယ်။ငပလီကိုအရခတ်တတော် AA ကတိမ့်ပိုက်နိုင်ခဲ့ရဲ့ကျယ်ငါးပွင့်ဟိုတယ်တွေရဲ့အနာဂတ်ကဘလို့ဖြစ်လာမလဲဆိုတာကိုမှန်ဆမရအောင်ဖြစ်နေကြပါတယ်။အရင်ကငပလီအခုငပလီ စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမရောင်လိုင်ဟာငပလီကို မကြာခဏအပန်းဖြေခရီးလာရောက်လေးရှိပါတယ်။သူစနီးတော်ဂျူဂျူလှကတန်တွဲသူဖြစ်ပါတယ်။မကြာသေးခင်က2023ကဆိုရင်တော့ရှစ်ကြိမ်မြောက်မြန်မာထိုင်းတပ်မတော်နှစ်ရက်အကြာ အစစ်မြေအရာရှိကြီးများအစည်းအဝေးကိုငပလီက Jasmine Ngapli Resort မှာလုပ်ခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးကိုတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမရောင်လိုင်းနဲ့ထိုင်းပြည်တက်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီလောက်အထိလုံခြုံရေးဆိတ်ရှားရတဲ့နေရာဖြစ်တဲ့ရခိုင်ပြည်နယ်တန်တွဲမြို့ကလှပတဲ့ကမ်းခြေဟာတနင်္နီဘာအရောက်မှာတော့အရှိအနေတွေပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ကတက်ရှုံနှစ်ဦးတဲခဲ့ကြတဲ့ Jasmine Ngapeli Resort ဟာ2024ဇွန်6ရက်ကတိုက်ပွဲမှာလက်နက်ကြီးထိမှန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ2023နှစ်စန်းပိုင်းနဲ့ပြန်ဆားခဲ့တဲ့စစ်ကောင်စီနဲ့အာရခတ်တပ်တော် AA တို့ရဲ့တိုက်ပွဲတွေအတွင်မြောက်ဦး၊မင်းပြား၊ရတိတောင်၊ဘူတီတောင်၊မောင်တော်စတဲ့မျိုးဆက်မျိုးထပ်မင်းကို AA ကထိန်းချုပ်နိုင်ခဲ့ပါတယ်။2024 AB လာဆန်းရောက်ချိန်မှာတော့စစ်ပွဲတွေဟာရခိုင်ပြည်နယ်မြောက်ပိုင်းကနေတောင်ပိုင်း၊တန်တွဲနယ်ကွာမျိုးတွေအထိကူးဆက်လာခဲ့တာဖြစ်ပါတယ်။ ၃လအကြာ၂၀၂၄ဇူလိုင်လ9ရက်မှာတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်တွေကတန်တွဲလေစိတ်ကိုတိမ့်ပိုက်လိုက်ပြီးလို့အာရခတက်တော်အေအေကထုတ်ပြန်ပါတယ်။ငပလီကအကျိုးစီးပွားတွေငပလီကန်းစီမှာရခိုင်တိုင်းမှုတွေတောင်မြေကွက်ရဖို့မလွယ်ဘူးလို့ဆိုစမှတ်ရှိပါတယ်။မြမစစ်ကောင်းဆောင်နဲ့ထိုင်းစစ်ဘုံချုပ်ကြီးတွေတွေ့ဆုံခဲ့တဲ့ Jasmine Ngapli Resort က တထေးကြီးဦးအောင်ကိုဝင်းပိုင် ကမ္ဘောဇာအုပ်စုနဲ့ဆက်နွယ်နေတဲ့ဟိုတယ်လို့အမည်မဖော်လိုတဲ့ဟိုတယ်လုပ်ငန်းရှင်တဦးက BBC ကိုပြောပါတယ်။ကျန်ငါးပွင့်အဆင့်ရှိတဲ့စပယ်ဖြူငပလီဟိုတယ်ဟာငပလီကမ်းခြေကဟိုတယ်တွေထဲမှာအကြီးဆုံးနဲ့အခန်း62ခန်းအထိရှိတယ်လို့ဟိုတယ်နဲ့ဟီးသွားလာရေးဝန်ကြီးဌာနကအချက်အလက်တွေအရသိရပါတယ်။2019ကဖွင့်လှစ်ခဲ့တဲ့စပယ်ဖြူငပလီဟိုတယ်မှာ ကိုဗစ်ကပ်ရောဂါကာလမတိုင်ခင်ကျင်းပခဲ့တဲ့ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကိုဒေါအောင်ဆန်းစုကြည်တက်ရောက်ခဲ့တာဖြစ်ပါတယ်။စပယ်ဖြူငပလီဟိုတယ်ကိုဥကောင်းဆန်ကပိုင်ဆိုင်နေလို့မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းကထုတ်ပြန်ပါတယ်။ငပလီကန်ကျင်းမှာမြန်မာပြည်ကဘီလီယနာတထွေးတွေဖြစ်တဲ့ဥတေစ၊ဥရှိခိုင်၊ဥအောင်မျိုးမင်းတင်း AMATA ဟိုတယ်လုပ်ငန်းစုပါရှင်ဥဝင်းအောင်ဥမြဟန်တို့ရဲ့ဟိုတယ်တွေရှိနေပါတယ်။ဒါအပြင် အငိမ့်စားဗိုလ်ချုပ်မူကြီးတန့်ရွှေရဲ့သားဦးထွန်းနိုင်ရွှေအငိမ့်စားဒုတိယဗိုလ်ချုပ်ကြီးမောင်အေးရဲ့သမီးဒေါ်နနာအေးတို့ရဲ့ဟိုတယ်တွေလည်းရှိနေပါတယ်။နပလီကဟိုတယ်တွေကတော်တော်ကောင်းကောင်းစောက်ထားကြပါတယ်။အနေဆုံးကျက်သုံးဖွင့်အဆင်ရှိတယ်။ယင်းနီးမြောက်နံမှုတန်ဖိုးတွေပေါင်းကြည့်ရင် အမေရိကန်ဘီလီယံရှိမှာပေါ့။ဒါမြေဘိုးမပါသေးဘူးလို့ခီးသွွားလုပ်ငန်းရှင်တအူးက BBC ကိုပြောပါတယ်။ ဟိုတယ်အများစုဟာလင်းသာဇီးပြူကုန်းကြိတ်တော်စားတဲ့ရက်ွက်တွေမှဖွင့်ထားကြတာဖြစ်ပါတယ်။တန်တွဲငက်ပလီကန်းချီမှာဟိုတယ်65လုံးနဲ့အခန်းပေါင်း2000ကျော်ရှိတယ်လို့ဟိုတယ်ခီးသွဲဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။စစ်ကောင်းဆောင်ခီးစဉ်တွေမှာပါလိရှိတဲ့ဟိုတယ်12လုံးပိုက်ရှင်ဥအောင်မျိုးမင်းတင်စစ်ကောင်းဆောင်ဘူကျုံမှုကြီးမင်းအောင်လိုက်နဲ့နီကက်တက်ဆက်ဆက်ရေးရှိသူလို့တည်င်းကြည့်တဲ့အမေဇင်ဟိုတယ်လုပ်ငန်းစုပိုင်ရှင် ဦးအောင်မျိုးမင်းတင်ကတန်တွဲဟိုတယ်ဆောင်ဥက္ကဋ္ဌဖြစ်ပါတယ်။ငပလီတာမကပဲရန်ကုန်၊ပုဂံ၊အင်းလီ၊တောင်ငူနဲ့ကျိုင်းတုံစားတဲ့မြို့တွေမှာဟိုတယ်၁၂လုံအထူးပိုင်နဲ့ဦးအောင်မျိုးမင်းတင်ရဲ့ပိုင်ဆိုင်မှုကမိုနိုပိုလီကစားပွဲတဲကလိုဟိုတယ်တွေပိုင်ဆိုင်တာမျိုးဖြစ်ပါတယ်။တက်ရှုပ်မိသားစုနဲ့ယင်းနီလို့ဒီလိုတစ်ချိန်လုံးကြွယ်ဝလာတာလို့ဆွဆွဲမှုတွေရှိပေမဲ့ဦးအောင်မျိုးမင်းတင်ကတော့ပြည်တွင်းမီဒီယာတရှိုးမှငင်းဆိုထားပါဗါဒါပေမဲ့ သူနဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နီးစပ်မှုကိုတော့ဖုံးကွယ်လို့မရပါဘူး။ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ပြည်ရင်းခရီးစဉ်တွေမှာသူ့ကိုတွေ့ရတယ်လို့သူ့ဟိုတယ်တွေမှာပဲစစ်ကောင်းဆောင်ရဲ့မိသားစုကတဲခိုးလေးရှိပါတယ်။ဦးအောင်မျိုးမင်းတင်ဟာမြန်မာနိုင်ငံဟိုတယ်များလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌလုပ်နေတယ်လို့ငပလီကန်းကျေးရုရှားအပန်းဖြစ်အိမ်ယာစီမံကိန်းအတွက်အဓိကတာဝန်ပေးခံထားရသူလို့ဟိုတယ်လုပ်ငန်းရှင်အတိုင်းဝိုင်းကပြောပါတယ်။ငပလီကန်းကျေးကရုရှားအပန်းဖြစ်အိမ်ယာစီမံကိန်းကို ရုရှားမြန်မာရှိကြည်ရေးအသင်းဥက္ကဋ္ဌမစ္စတာအနာတိုလီဗူလော့နဲ့မြန်မာဘက်ကထရီရှားအော့ငပလီဒီပလိုမန့်ကုမ္ပဏီရွှင်ပြောပြော Trading ကုမ္ပဏီကို2023ဖေဖော်ဝါရီကစကြုပ်ရှုပ်ခဲ့ကြတာဖြစ်ပါတယ်။တက်မီသားဇိုဝင်တဦးဖြစ်တဲ့ဦးအောင်မျိုးမင်းတင်ဟာကားတစီးကိုတော့အရေးကြဝယ်ယူခဲ့ရတဲ့ဘဝကနေဟိုတယ်လုပ်ငန်းရှင်တထည်ကြီးအဖြစ်အောက်ရှိတ်ကနေကြွယ်ဝလာပုံအကြောင်းကိုဘန်ကောက်ပို့သတင်းစာရဲ့ Amazing Achievement မှာဖော်ပြခြင်းခံရပါတယ်။ NLD အစိုးရလက်ထက်2000ခုကဖော်ပြခဲ့တဲ့အဲ့ဒီဆောင်းပါးမှာဥအောင်မျိုးမင်းတင်ရဲ့ဓာတ်ပုံကပင်နေတိုက်ပုံတွေဖြစ်ပါတယ်2024ဇွန်လလယ်မှာဖြစ်ပွားခဲ့တဲ့ AA နဲ့စစ်ကောင်စီတို့ရဲ့တိုက်ပွဲတွေဟာဥအောင်မျိုးမင်းတင်ပိုင်နဲ့အမေစိတ်ငပလီဟိုတယ်နာအထိရောက်လာခဲ့တယ်လို့မြေပြင်တည်င်းရင်းမြစ်တွေက BBC ကိုပြောပါတယ် ဥအောင်မျိုးမင်းတင်ဟာအရင် Max မြန်မာကုမ္ပဏီဥစော်စော်ပိုင်နဲ့ Ngabli Hotel Max ကိုပြန်ဝယ်ခဲ့ပြီး Ananda Hotel ဆိုပြီးနာမည်ပြောင်းလဲဖွင့်လှစ်ထားတဲ့ hotel လေးရှိနေသေးတယ်လို့ hotel လုပ်ငန်းရှင်အသားအဝိုင်းကပြောပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လာရဲ့ဇနီးဒေါ်ကျူကျူလာဟာတန်တွဲစာတွေဖြစ်တာကြောင့် Ngabli ကမ်းခြေကိုမိသားစုလိုက်မကြာခဏလာလေးရှိပြီးရောက်တိုင်းမှာလဲဥအောင်မျိုးမင်းတင်ပိုင်တဲ့ hotel တွေမှာပဲတဲလေးရှိတယ်လို့ Ngabli ကမ်းခြေ hotel တွေမှာလောက်ကင်ဘူးသူတွေကပြောပါတယ်။ ငပလီအနန္တာဟိုတယ်ရဲ့ပိုင်ရှင်ဘသူဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး BBC အနေနဲ့တော့တိသက်အတည်မပြုနိုင်သေးတယ်လို့စစ်ကောင်စီဟိုတယ်ခရီးသွားဝင်ကြီးဌာနနဲ့ဟိုတယ်အသင်းတွေရဲ့စာရင်းတွေထဲမှာလည်းအနန္တာဟိုတယ်နာမည်မတွေ့ရပါဘူး။တစ်ဖက်မှာလည်းဥအောင်မျိုးမင်းတင်ပိုင်ဆိုင်တဲ့ကုမ္ပဏီတွေဟာနာမည်ကျော်အင်းလေးကံပေးမဲ့တော်တဲ့မှာနှစ်ပေါင်း90အထိစီးပွားရေးလုပ်ပိုင်ခွင့်ရထားတယ်လို့မကြသေးခင်ကမှ BBC ကရရှိထားတဲ့တတော်ဦးစီးဌာနရဲ့စာရွက်စာရမ်းတွေထဲမှာတွေ့ရပါဗျ။ ဥရောပမျိုးမင်းတင်ပိုင်နဲ့အဗန်ဂျာမြန်မာတိုးအန် incentive company ဟာ amazing inle resource ဆောက်ဖို့အတွက်မြေ3ဧကကျော်ကို တနစ်မြေငါက6သိန်းကျော်နဲ့ရထားပါတယ်။ဒါအပြင်ဥရောပမျိုးမင်းတင်ဟာမိုင်းနာမြန်မာကုမ္ပဏီဆိုတဲ့နောက်ထပ်နိုင်ငံတစ်ခုနဲ့မြေ9ဧကကျော်ကို amresidet inle အင်ယာအတွက်တနစ်ငါက17သိန်းကျော်နဲ့ထပ်ရခဲ့ပါတယ်။ inle payment ဒေါ်တွေကဟိုတယ်တွေနဲ့ပတ်သက်ပြီးဥရောပမျိုးမင်းတင်အပါအဝင် အဗန်ဂျာမြန်မာထရိုအန်အင်စန်တစ်ကုမ္ပဏီကို BBC ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့အကြောင်းပြန်တာမျိုးမရှိခဲ့ပါဘူး။ဥအောင်မျိုးမင်းတင်ရဲ့အမေးစီဟိုတယ်လုပ်ငန်းစုတွေထဲမှာဟိုတယ်၁၂လုံးအထည်ရှိနေပြီး စုစုပေါင်းအခန်း၅၃၀ရှိနေတယ်လို့ဘန်ကောက်ပို့သတင်းစာကရေးပါတယ်။ဘယ်ဟိုတယ်တွေဘသူပိုင်ငပလီကန်းကျေးမှာကဘာကျော်ဟီတန်ဟိုတယ်လုပ်ငန်းစုနဲ့ပေါင်းပြီးလေးစိတ်လန်းဇီးပြူကုန်းရက်ွက်ထဲမှာဖွင့်ထားတဲ့ ကျန်ငါးပွင့်ဟီတန်ငပလီဟိုတယ်လည်းရှိနေပါတယ်။ဟီတန်ငပလီဟိုတယ်ကိုတော့အေရီအုပ်စုကုမ္ပဏီဥက္ကဋ္ဌနဲ့မြမရှေ့ဆောင်ဘန်ပိုင်ရှင်ဦးရှိခိုင်ကပိုင်ဆိုင်ပါတယ်။ဒေါင်းဆန်းစုကြည်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ဦးရှိခိုင်ကိုစစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီစစ်လက်နက်ပစ္စည်းဝယ်ယူရေးတွေမှာပါဝင်ခဲ့တဲ့ဆိုတဲ့ဆွဆွဲခြင်းနဲ့နိုင်ငံတကာကအရေးယူပိတ်ဆို့ထားတဲ့တထေးကြီးဦးတေစာရဲ့ Orient ငပလီဟိုတယ်လေငပလီမှာရှိနေပါတယ်။ဟိုတယ်ကို2024မေလတရက်ကစပြီးစက်တင်ဘာလလအထိယာယီပိတ်ထားမယ်လို့ဟိုတယ်ကထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံရဲ့အထင်ကရနေရာတွေဖြစ်တဲ့ပုဂံအင်းလေးလိုနေရာတွေမှာဟိုတယ်တွေဖွင့်လှစ်ထားတဲ့ AMATA ဟိုတယ်လုပ်ငန်းစုပိုင်ရှင်ဦးဝင်းအောင်ရဲ့ AMATA Resort Hotel လေငပလီကမ်းခြေမှာရှိပါတယ်။ မြန်မာနိုင်ငံကိုဓလေ့ကအများဆုံးတင်သွင်းတဲ့ Fortune International ကုမ္ပဏီနဲ့ Fortune TV ရုပ်သံလိုင်းပိုင်ရှင်ဦးမြဟန်ပိုင်ဆိုင်နဲ့ Blue Oceanic V Hotel ငပလီစည်းပြုံကုန်းရက်ွက်ထဲမှာဖွင့်ထားပါတယ်။ဒါအပြင်အငိမ့်စာဒုတိယဘူကြုံကြီးမောင်အေးရဲ့တမီးဒေါ်နန္ဒာအေးပိုင်နဲ့ Christie Mame Resort Hotel ကိုငပလီကမ်းခြေမှာဖွင့်ထားတယ်လို့ဟိုတယ်လုပ်ငန်းရှင်အသင်းရဲ့အချက်အလက်တွေအရသိရပါတယ်။ အဲလန်းညုံလောက်ခဲ့ဘူးတဲ့ AA စူးစီးကျုံနဲ့ပိတ်ထားရတဲ့ကျန်ကားပွင့်ဟိုတယ်တွေရဲ့အနာဂတ်တဖက်မှာလည်းငပလီကန်းကြီးမှာရှိတဲ့ဘီလီယနာတထေးကြီးတွေပိုင်ဆိုင်တဲ့ဟိုတယ်အများစုဟာမြန်မာစစ်တပ်ပိုင်မြေနေရာတွေကိုအလွန်တက်တာတဲ့ဈေးနှုန်းနဲ့ရခဲ့ကြသလိုကြော်ကျေးမရပဲအသိမ်းခံခဲ့ရတဲ့ဒေသခံမျိုးတွေလည်းပါတယ်လို့ဟိုတယ်လုပ်ငန်းရှင်တွေနဲ့နှိစက်သူတွေကပြောပါတယ်ဟိုတယ်ကြီးတွေဆောက်လုပ်ထားကြတဲ့မြေနေရာတွေကနေမြင်ကားပြီး ဟိုတယ်ကြီးတွေဆောက်ထားကြတဲ့မြေတွေဟာလည်းဒေသခံတွေစီကနေမြမစစ်တပ်ခလာရ55ကသိမ်းယူထားတဲ့တပ်သိမ်းမြေတွေဖြစ်တဲ့အကြောင်းရခိုင်အမျိုးသားပါတီကြောက်ပြုံမျိုးနဲ့လွှတ်တော်ကိုယ်စားလှယ်ဟာဥပရှင်ကပြည်သူ့လွှတ်တော်မှာမိကွန်းထုတ်ခဲ့ပါတယ်။ငပလီမှာရှိတဲ့မြမစစ်တပ်သိမ်းယူထားတဲ့မြေတွေကိုမင်းစာနီကုမ္ပဏီအတွက်မြေ6.61အေကအေရင်အုပ်စုကုမ္ပဏီအတွက်မြေ6.61အေက Fortune ကုမ္ပဏီအတွက်မြေ9.65အေက Minor မြန်မာကုမ္ပဏီအတွက်မြေ17.30အေကနဲ့ Amazing ကုမ္ပဏီအတွက်မြေ4.43အေကတို့ကို ပြန်အငှားချထားပြီးဖြစ်တယ်လို့မြန်မာစစ်တပ်ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်ရွယ်ကပြန်ဖြေခဲ့ပါတယ်။အခုချိန်မှာတော့ငပလီကန်းကျေးမှာမြေသိမ်းခဲ့တဲ့မြန်မာစစ်တပ်ခလာရ55နဲ့အာရခတပ်တော် AA တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီဖြစ်ပါတယ်။ ငပလီမှာစစ်တပ်မြေသိမ်းကြိမ်လုံးကဒေသခံတောင်သူတွေကိုမြေရော်ကျင်းဝင်နဲ့အစားထိုးမြေကွက်တွေပြန်ပေးခဲ့ပေမဲ့တောင်သူ38ယောက်ပဲလာထုတ်ပြီးကျန်တဲ့28ယောက်ကလာမထုတ်ဘူးလို့မြန်မာစစ်တပ်ဘက်ကပြောခဲ့တာဖြစ်ပါတယ်။ဟိုတယ်အများစုဟာနှစ်ပေါင်း90ထဲမှနေလုံပိုင်ခွင့်ရခဲ့ကြပြီးအဲ့ဒီမြေတွေပေါ်မှာအမေရိကန်ဒေါ်လာတန်းနဲ့ရှိတဲ့ဟိုတယ်ကြီးတွေဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ တထေးတွေဝစ်လေတာလို့တန်တော်ဒေတာခန့်တူကတူတူပြက်ပြက်ပြောပါဗါတယ်။အရခတ်တတော်အေအေးရဲ့စစ်ဦးစီးချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ဟာအဲလန်းညုံလောက်ကင်ခဲ့သူဖြစ်လို့တန်တွဲလေစိမ့်နိုင်ငပလီဟိုတယ်တွေကိုအေအေးကထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်လေဒေတာခန့်တွေအတွက်ပြန်ပြီးစဉ်းစားပေးနိုင်လိမ့်မယ်လို့သူနဲ့အတူအဲလန်းညုံလောက်ခဲ့ဘူးသူတူက BBC ကိုပြောပါဗါတယ်။ ငပလီဝင်းကျင်းမှာရှိတဲ့မူလမြေပိုင်ရှင်များရဲ့အခွင့်အရေးကိုအရှိခံပြီးတော့ရခိုင်ဥဆောင်အဖွဲ့ဒါမှမဟုတ်အေအေကစဉ်းစားလိမ့်မယ်ထင်တယ်။ဗိုလ်ချုပ်ကိုယ်တိုင်လည်းခရီးသွားလုပ်ငန်းနောက်ခံဗဟုသုတပြည့်စုံတဲ့သူဆိုတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ပါပါလို့သူကပြောပါတယ်။ရခိုင်ပြည်နယ်ထဲမှာရှိတဲ့နိုင်ငံတကာနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေအပါအဝင်ပြည်내တစ်ခုလုံးကိုကောင်းမွန်စွာစီမံအုပ်ချုပ်နိုင်ဖို့လူအရေးအမြင့်လိုအပ်ချက်တွေကိုကြိုတင်လေ့ကျင့်ဖြစ်တင်တာတွေလုပ်နေတယ်လို့ အေအေစဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က BBC နဲ့တီးတန့်အင်တာဗျူးမှာဖြေဆိုထားပါဗျ။တန်တွဲငပလီဒေတာကို အေအေတာထိန်းချုပ်နိုင်ခဲ့ရင်စစ်ကောင်စီရဲ့အာဏာဇက်အောက်မှာရှိနေတဲ့ဟိုတယ်ပိုင်ရှင်တွေအတွက်အခက်တွေ့နိုင်တယ်လို့ထောက်ပြသူတွေလည်းရှိနေပါဗျ။အေအေနဲ့သူတို့ဘလို့အဆက်အသွယ်လုပ်မလဲလို့ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတဦးကပြောပါတယ်။ဘီလီယံနဲ့ရှိရင်းနှီးမြှုပ်နှံထားတဲ့ငွေကြေးပမာဏကြောင့်အရင်ပြတ်မရသေးတဲ့ဟိုတယ်တွေရှိနေတယ်လို့ ထရီးသွားလုပ်ငန်းကြံ့ကျင်သူတွေက ထောက်ပြကြပါတယ်ဒီလိုထောက်ပြပြောဆိုချက်တွေရှိနေချိန်မှာပဲနမဲကျော်ကန်းကျင်မျိုးငပလီက မစင်လေးစိတ်ကိုထိန်းချုပ်လိုက်ပြီးလို့အေအေကဇူလိုင်လ9ရက်မှာထုတ်ပြောလာပါတယ်ငပလီတိုက်ပွဲအတွင်းစစ်တပ်ကဟော်ရဲကြီးတွေကနေနေရယူပြီးပြစ်ခတ်ခဲ့တယ်လို့လည်းဆိုပါတယ်တိုက်ပွဲကာလကြောင့်ဟိုတယ်တွေပိတ်ထားရတဲ့ကြားမှာဟိုတယ်လုပ်ငန်းရှင်တွေစီကနေငွေကြေးတောင်းခံတာတွေရှိနေလို့အာရခတော်တော်အေးအေးကပါစာထုတ်ရပါတယ်။ အေးအေးနမဲသုံးပြီးငွေကြေးကောက်ခံနေတာတွေကိုရတံပိုးနဲ့ခရီးသွားလုပ်ငန်းရှင်တွေစီကနေအခုနဲ့ငွေကြေးကောက်ခံတာမရှိဘူးလို့ဇူလိုင်2ရက်ကထုတ်ပြန်ထားပါတယ်။အဲ့တဲ့မရှိတဲ့ဟိုတယ်တွေကပတ်စံပြတ်ပေးနေရတာယုံတောင်မယုံနိုင်ဘူးလို့အဲလန်းညွန့်တဦးက BBC ကိုပြောပါတယ်။လက်ရှိအချိန်အထိငပလီကိုဘသူထိရှုပ်နိုင်မလဲဆိုတာပကတိပြတ်မပြောနိုင်သေးပဲအပြင်းအထန်ခုခံတိုက်ခိုက်နေကြဆဲဖြစ်ပါတယ်။ တရှိန်ကကဘာလက်ခီးသွားတယ်နဲ့စီကားခဲ့တဲ့ငပလီကန်းကျေကဟိုတယ်တွေအားလုံးလဲဧည့်သည်မဲ့နေရပြီဖြစ်ပါတယ်။